Hello အားလုံးပဲမိင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့73ရက်နေ့ရဲ့ဒါမနက်ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ဆိုတော့အသင်းပေါင်းစုံရဲ့အပြောင်းရွှေ့အကြောင်းတွေကျွန်တော်ပါဝင်နေပြီးတော့ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်ဘီဘာအူသင်းရဲ့တောင်မန်ကစားမဖြစ်သူနီကိုဝီလျံစ်နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ပါဖာဘရီဇီယိုရိုမန်နိုရဲ့ပေါ်ပြချက်ရနီကိုဝီလျံစ်ဟာဘိုင်ယန်မြူနီရဲ့အစားထိုးခေါ်ယူခြင်းနဲ့တောင်မန်ကစားမတွေစီးရင်မှာထိတ်ဆုံးကပါဝင်နေပြီးတော့ အာဆင်နယ်အသင်းရဲ့ဘက်ကလည်းစောင့်ကြည့်ခြင်းခံနေရတဲ့ကစားမတယောက်ဖြစ်တဲ့အတွက်ဒီအပြောင်းရွှေ့ဟာဒူနီယာဒီအပြောင်းရွှေ့မှာအများကြီးအာယုံဆိုင်ခြင်းခံရနိုင်တဲ့အပြောင်းရွှေ့တစ်ခုဖြစ်ကြောင်းသူပြောထားတယ်။ဘိုင်ယန်မြူးနစ်ရဲ့ဘက်ကတော့ဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကိုကြိုးပမ်းနိုင်ဖို့နဲ့ပတ်သက်ပြီးသူ့အေဂျင့်ထံဆက်သွယ်တာတွေကြိုးပမ်းတာတွေနဲ့ပတ်သက်လို့နှစ်ကြိမ်တိုင်တိုင်ကျွန်တော်ကပြုလုပ်ခဲ့ပြီးသားဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီကစားမဖြစ်သူကိုခေါ်ယူဖို့နဲ့ပတ်သက်လို့ရှိရင်အသင်းတွေဟာစာချုပ်ပါရိုးကြီး စာချုပ်ပါရုံကြီးယူရို58တန်းကိုကျွန်တော်သာပြပါဦးထံကိုပေးချေရဖို့ရှိပြီးတော့ကစားသမားဖြစ်သူရဲ့တောင်းဆိုတဲ့လောက်ခလာစာအချီနီဟာအသင်းတွေအတွက်တကယ်တကယ်အခက်အခဲဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အတ္တလတီကိုရဲ့ဘက်အာဒီဘီဘာဝရဲ့ဘက်ကတော့ဗောနောဒီကစားသမားဖြစ်သူကိုတက်တန်းတူဘူးကအဓိကဒါလှုပ်ဆောင်ချက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့သူတို့ပြင်ဘိုင်ယန်မြူနစ်ကကျွန်တော်ဒီနွေရာဒီအပြောင်းအရွှေ့မှာသူတို့အမှန်တကယ်လူချင်းခဲ့တာဒီဖလော်ရီယန်ဗီယက်စ်ပါပြည်တနာက လီဗာကူဇင်ရဲ့တောင်းဆိုတဲ့ဇီနုံနဲ့လောက်ခလားစာတွေကိုသူတို့ကလုံးဝလိုက်ရောနိုင်ခဲ့ခြင်းမရှိဘူး။နော်ယူရိုတန်150တိပြီးနိုင်စွမ်းမရှိခဲ့တဲ့အခါကျတော့ကျွန်တော်တို့လက်ရှိလီဗာကူဇင်ထံလက်လွတ်လေ့ရတယ်။လီဗာကူဇင်ရဲ့ဘက်ကတော့ယူရိုတန်150ပေါင်တန်130တိကိုပေးပြီးတော့ Florian Vies ကိုခေါ်ဖို့အတွက် Heavy Weight တွေပါတယ်ဖြစ်သွားပြီ။ဆိုတော့ Bayern နေနဲ့အစားထိုးဖို့အတွက်နဲ့ပတ်သက်လို့ရှိရင် Nico Williams ကိုသူတို့ချိုးပန်းလာပြီ။အရင်က Rafael Leao တို့ဘာလို့တင်းနေပါတယ်ထွက်တယ်ပေါ့လေ။ဒါပေမဲ့လို့ Nico Williams ဒီ သူတို့ရဲ့ဦးစားပေးပြစ်မှတ်ဖြစ်လာတယ်လို့ကစားမဖြစ်သူရဲ့ဘက်ကလည်းဂျာမနီကိုပြောင်းရွှေ့ခြင်းကြောင့်နောက်ဘိုင်ယန်မြူနစ်ကိုပြောင်းရွှေ့ဖို့အတွက်လည်းစိတ်အားထက်သန်နေကြောင်းသူရဲ့အေဂျင့်တွေကိုလည်းလက်ရှိမှာအလုပ်လုပ်နေကြောင်းကျွန်တော်ပြောထားတဲ့သတင်းတွေကျွန်တော်တွေ့နေရပြီဆိုတော့အာဆင်နယ်ရဲ့ဘက်ကလည်းအမှန်တကယ်စိတ်ဝင်စားနေတဲ့နေရာမှာပါတယ်ပြဿနာကအာဆင်နယ်ဟာလက်ရှိပုံစံအရတိုက်စစ်မှုစစ်စစ်ကိုခေါ်ဖို့ကိုပဲဦးစားပေးလှုပ်ဆောင်နေတဲ့သဘောပါ ်ဟောဘင်ဂျမင်ဆက်စကူနဲ့ပတ်သက်လို့အမှန်တကယ်အလုပ်လုပ်ဆောင်မှုတွေရှိနေတယ်ဆိုတော့လက်ရှိဘိုင်ယန်မြူနစ်ရဲ့ဘက်ကဦးစားပေးလှုပ်ဆောင်နေတဲ့ဒီကျွန်တော်တို့နီကိုဝီလျမ်စ်ကိုအာဆင်နယ်ဘက်ကခေါ်ဖို့ဆိုရင်တော့တော်တော်ကိုခိန်းအောင်ပါဆိုတော့စာချုပ်ပါရောကြီးယူရိုတန်60ဟာအသင်းတွေအတွက်တော့ပြဿနာရှိနိုင်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့လည်းလို့ပေါ့နော်ကစားမဖြစ်သူရဲ့လောက်ခလာစာအနေထားတောင်းဆိုမှုကတော်တော်ကိုအသင်းတွေအတွက်အကြိုက်ရိုက်စရာဖြစ်နေတာဆိုတော့ဘိုင်ယန်မြူနစ်အတွက်ပဲဖြစ်ဖြစ်အာဆင်နယ်အတွက်ပဲဖြစ်ဖြစ် အဲ့ဒီလောက်ခလာစာတောင်းဆိုမှုကအင်မတန်များလုံးနေတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်မလွယ်ဘူးဖြစ်နေတာပေါ့နော်ဆိုတော့ဘယ်သင်းကိုပြောင်းသွားမလဲကျွန်တော်ကြည့်ရမယ်တည်ကြတာကတော့ဘိုင်ယန်မြူးနီရဲ့ဘက်ကဝီလျံစ်ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အမှန်တကယ်အလုံးလုံးနေပါပြီဆိုတော့နောက်ထပ်သတင်းကတော့ကျွန်တော်ကသောမတ်စ်ဖရန့်ပေါ့နော်ပြီးခဲ့တဲ့နေ့ဒီကလေးကဒီဟီဝီကိုဒီကျွန်တော်ဖြစ်ခဲ့တဲ့ နီးပြပြည်သူတိုမတ်ဖရန်ကအခုဆိုရင်စပါအသင်းရဲ့နီးပြအသင်းအဖြစ်ကျွန်တော်တို့ဒါလက်မှတ်ထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။စာချုပ်ပါကစာချုပ်ကတော့သူ2028ခုနှစ်ထိတက်တန်းကိုချုပ်ဆိုသွားမယ်။ပိုစတီကိုဂရုရဲ့နေရာကိုအမှန်ကန်အစားထိုးနိုင်ခဲ့တဲ့နီးပြပေါ့လေ။ဒီနေရာမှာပိုစတီကိုဂရုတက်ပို့ပြီးတော့ကောင်းတဲ့ performance တွေပြနိုင်မလား။စပါအသင်းကိုလာမယ့်ရာသီမှာ Champions League လေဝင်ခွင့်ရထားတာဖြစ်တဲ့အတွက်ပူကောင်းတဲ့ကလပ်တင်တစ်ခုဖြစ်အောင်သူဆွမ်းဆောင်ပေးနိုင်မလားဆိုတော့စောင့်ကြည့်ရပါမယ်။ ။နီးပြဖြစ်တဲ့ Thomas Frank ကတော့သူ့အနေနဲ့ပေါ့နော်စပါတင်ရဲ့ project တွေကိုသဘောကျတဲ့အခြေအနေမျိုးတွေနော်ဒါတွေကိုလည်းပတ်သက်ပြီးတော့သူပြောပြီးတော့သူပြောင်းလာတာသူဒီပြင်တော့ဘယ်လိုပြောမလဲဒီ brand flow ကိုပေါ့နော်သူဆွတ်လွတ်ပြီးတော့သူပြောင်းလာတယ် brand flow မှာလည်းသူကင်တွယ်ရင်းနဲ့ premier league မှာဖြတ်တန်းလာတာသူနှစ်နဲ့ချီးနေပြီပေါ့နော်ဆိုတော့အဲ့ဒီအတွေ့အကြုံတွေကစပါးကိုပရီးမီးယားလေးမှာဒီတက်ပူကောင်းတဲ့အခြေအနေစီခေါ်သွားနိုင်မလားကျွန်တော်ကြည့်ရမှာပဲ တော့ပိုစတီကိုဂလူးလိုမျိုးယူရိုပါလီဖလားကို16နှစ်အကြာမှာဖလားတို့ကို16နှစ်အကြာမှာရအောင်ယူပေးခဲ့တဲ့နီးပြရဲ့နေရာကိုဝင်ရတာဖြစ်တဲ့အတွက်တောမက်စ်ဖရန်အတွက်လည်းလွယ်ကူခြင်းတော့ကျွန်တော်မရှိပါဘူး။ဒါပေမဲ့ပရီးမီးယားလည်းအတွေ့အကြုံရှိပြီးသားဒီစနစ်ပိုင်တဲ့ပတ်သက်လို့ကောင်းကောင်းပိုင်နိုင်ပြီးသားနီးပြတက်ရောက်အတွက်ဒါအမှန်တကယ်ဒါစိန်ခေါ်မှုဖြစ်တယ်ပေါ့လေ။ဆိုတော့ပိုကောင်းအောင်ဆွမ်းဆောင်နိုင်မလားကျွန်တော်ကြည့်ရပါမယ်။နောက်ထပ်တရင်တစ်ခုကတော့လီဗာပူးအသင်းမှာလီဗာပူးအသင်းနေနဲ့ Florian Vies ကိုခေါ်ယူဖို့အတွက်အချိန်ကြီးကောင်းအပီးမှာ တိုက်စစ်ကစားမှဖြစ်တဲ့ဒါဝင်နူးနက်စ်ကိုဒီနွေရာသီအပြောင်းအရွှေ့မှာ ရောင်းချနိုင်ဖို့ကဦးစားပေးလို့ရဖြစ်နေပြီးတော့ဖာရီဇိုရိုမန်နိုရဲ့ဖော်ပြချက်အရာဆိုရင်ဒါဝင်နူးနက်စ်ဒီလီဗာပူးတင်းကနေထွက်ဖို့ဟာအာမခံချက်ရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့မဖြစ်မနေလီဗာပူးတင်းကနေထွက်နိုင်မယ်ဘယ်အသင်းကြီးရဲ့ဘက်ကအမှန်တကယ်ခေါ်ဝေးကြိုးပမ်းလာမလဲဆိုတာပဲစောင့်ကြည့်ရုံပဲပေါ့ဆိုတော့ဒီနေရာမှာပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့တုန်းကလည်း Sorry Blue League ရဲ့ဘက်က ကျွန်တော်တို့ဒီအိုက်အသင်းနေရဘက်ကပါနော် sorry အသင်းနေရဘက်ကနေပြီးတော့ darwin nunes နဲ့ပတ်သက်လို့ချင်းကက်တာတွေကျွန်တော်တို့ရှိခဲ့တယ်ဒါပေမဲ့လို့ဘာမှတော့မဖြစ်ခဲ့ဘူးဆိုတော့ napoli ရဲ့ဘက်ကလည်းကစားမဖြစ်သူနဲ့ပတ်သက်ပြီးတော့ letlo နေရပိုင်းနေမှာအပြောင်းရွှေ့နေပတ်သက်လို့ဆွေးနွေးမှုတွေဆက်သွယ်မှုတွေရှိခဲ့ကြောင်းကျွန်တော်တို့သိရတယ်ဒီချက်ပို့ပြီးတော့ထိရောက်တဲ့ခြေလန်းတွေကိုပြုလုပ်ဖို့ကတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်။ဒါဝင်နူးနဲ့ရဲ့ဘက်ကတော့ကျွန်တော်တို့ဒီဥရောပကလပ်အသင်းတွေပဲဖြစ်ဖြစ်ဒီလို့ရှိရင် ဥပါလဲဒီ sorry ကလပ်အသင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဘယ်ဘယ်အသင်းတွေထံကိုပဲပြောင်းရပြောင်းရအဲ့ဒီအခွင့်အရေးကိုသူတို့လမ်းဖွင့်ထားတယ်သူအနေနဲ့ကတော့ဒါအသင်းယူနေတာမျိုးဒီနေရာယူနေတာတွေကျွန်တော်ဘာမှမရှိဘဲနဲ့ပေါ့နော်မှန်ကန်တို့ဒီဘယ်လိုရောသူတို့ကကောင်းမဲ့အသင်းကိုပဲပြောင်းဖို့ဒါစဉ်းစားထားတယ်ပေါ့လေဆိုတော့ဒါဝင်နူးနက်စ်နဲ့လီဗာပူးအသင်းကနေထွက်ပြီးတော့ဘယ်အသင်းကိုပြောင်းသွားနိုင်မလဲတော့ကျွန်တော်ကြည့်ရမယ်လီဗာပူးကတော့ Florian VS ပေါ်မှာလည်း Euro 1000နဲ့50 ရင်ပေါင်ပေါ်မှာလည်းယူရိုအာယူရိုတန်း30ဆိုတော့တန်း180လောက်သုံးအပိမှာကစားမားတွေကိုရောင်းချရင်လည်းငွေပြန်ရှာဖို့ကြိုးပမ်းနေတယ်ပေါ့လေဒါကြောင့်ပေါ့နော်လာဘင်နူးနဲ့ဆက်အပြောင်းအရွှေ့အမှန်တကယ်ဖြစ်မြောက်လာဖို့ကျွန်တော်ရှိပါတယ်။နောက်ထပ်သတင်းတစ်ခုကတော့ NSU နဲ့ဖော်ပြချက်ရ Julian Everest ကတော့လက်ရှိသူ့ရဲ့အသင်း Atletico Madrid အနေနဲ့ပေါ့နော်ဒီနွေရာသီအပြောင်းအရွှေ့မှာကျွန်တော် La Liga ကိုစိန်ခေါ်နိုင်တဲ့ကလပ်အသင်းတစ်ခုဖြစ်အောင် ချန်ပီယံစ်လိတ်တွေမှာဒီထက်ပိုပြီးတော့စိန်ခေါ်နိုင်စွမ်းရှိတဲ့ကလပ်တင်တစ်ခုဖြစ်အောင်တည်ဆောက်စေချင်နေတယ်ပေါ့နော် အာဂျင်တီးနားကစားမဖြစ်သူရဲ့ဘက်ကတော့အကယ်လို့လာမယ့်ရာသီမှာအသင်းရဲ့တည်ဆောက်ပုံတွေအရာသူဟာကြည်နက်မှုမရှိဘူးဆိုရင်တော့သူတို့ခက်မြမြန်ဆိုသူတို့ပေါ့နော် အသင်းကအသင်းကနေလဲထွက်သွားနိုင်စွမ်းရှိတယ်ပေါ့ဆိုတော့အကယ်လို့ထွက်ပြစ်ခဲ့တယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဘိုင်ယန်မြူနစ် or sorry ဘာစီလိုနာကိုပြောင်းရွှေ့သွားနိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်ရှိနေတယ်ဆိုပြီးတော့ဖော်ပြထားတယ် Julian Alvarez က Manchester City နဲ့ဖလားတွေကျွန်တော်တက်နိုင်တယ်များအကုန်စလို့သူပိုင်ဆိုင်ခဲ့အပြီးမှာအဲသူအနေနဲ့ပုံမှန်ပွဲကစားပွဲမရတဲ့အတွက်သူအသင်းပြောင်းတယ်။နော်အသင်းပြောင်းပြီးတော့လက်ရှိ Atletico Madrid မှာတကယ်ကောင်းတဲ့ကစားမတစ်ယောက်ဖြစ်ကျွန်တော်မြင်နေရတယ်။ပြဿနာကဘာဖြစ်လဲဆိုတော့ Atletico ဟာဟိုပြည်တွင်းမှာဆိုလို့ရှိရင်လည်း Real Madrid နဲ့ Barcelona တို့ကိုဖလားတွေအရာရှင်မရှင်နိုင်ဘူး။ Champions League ကိုကျွန်တော်ကြည့်တော့လည်းပဲ ဥရောပမှာကျွန်တော်အနေနဲ့ပေါ့နော်ဟိုပြိုင်ဘက်အသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့ဟိဆိုတဲ့အဆင့်လောက်ပဲကျွန်တော်ရှိတာတကယ်ဘူဆွဲနိုင်ဆိုရှိပါတယ်လေဆိုတဲ့ပုံစံမျိုးတွေမတွေ့ရဘူးအဲ့ဒါမျိုးဆိုတော့ Everest Everest ကဒီချီနေတဲ့နေသူကလုံးဝအားမရဘူးဒီတက်ပို့ပြီးတော့ကောင်းနေပေါ့နော်ဒီတက်ပို့ပြီးတော့ကောင်းနေအသင်းတသင်းစိန်ခွန်နိုင်ဆိုရှိတဲ့အသင်းတသင်းပြသူမြင်ချင်းတာအဲကြောင့်ပေါ့နော်အက်သလက်တီကိုသာဒီຫນွေမှာဒီတက်ပို့ကောင်းနေပေါ့နော်ဒီပြောင်းလဲမှုတွေတိုးတက်မှုတွေရအောင်မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ ူအနေနဲ့နောက်နှစ်မှာအတင်းကထွက်နိုင်နေပေါ့လေဆိုတော့နောက်နှစ်ဆိုတော့ဝေးသေးတဲ့အတွက်ကျွန်တော်စောင့်ကြည့်အောင်ပါပါဆိုတော့နောက်ထပ်တနည်းတစ်ခုက market switch ဟုတ်ပါ Manchester United ကနေပြီးတော့ဒီနေရာဒီပြောင်းရွှေ့မှာ100%ဆိုသလိုတည်ကြနေအတင်းပြောင်းမှုတည်ကြနေတဲ့ market switch ဟုတ်ကတော့တခြား club အသင်းတချို့ကလည်းသူ့ကိုစိတ်ဝင်စားနေတယ်ဆိုပေမဲ့လို့ပေါ့နော်သူ့အနေနဲ့ Barcelona ကိုသာပြောင်းရွှေ့ခြင်းကြောင့်သူ့ရဲ့ agent တွေကိုကျွန်တော်က push လုပ်နေတာတွေကျွန်တော်ရှိတယ်ပေါ့လေ United ကတော့ဒီ market switch ဟုတ်ဟာ Amorin ရဲ့ ပလန်ဒီထဲမှာမပါတော့ဘူးဆိုတဲ့ခါကျတော့မဖြစ်မနေဆိုလို့ market stretch ဖို့ကိုရောင်းပြီးတော့ငွေရှာဖို့ကျွန်တော်ကြိုးပမ်းတာအဲ့ဒီနေထားမှာဆိုလို့ရှိရင်ဒီတိုက်စစ်ကိုအစားထိုးဖို့နဲ့ပတ်သက်ပြီးတော့လဲ market stretch ဖို့လို့ဒီဘယ်လိုပြောမလို့ထားပါတော့ United ဒီပေါ့နော်တခြားကစားမတွေကိုခေါ်ယူပြီးသားဖြစ်နေပြီဆိုတော့ rush ဖို့ဒီအတင်းကထွက်မယ်ထွက်တဲ့နေရာမှာလေသူကတခြားထားပါတော့ဗျာ Aston Villa ဆိုလို့ရှိရင်သူ့ကိုအငှားနဲ့ပြန်ခေါ်ကျင်တာမျိုးခေါ်ကျင်တာမျိုးရှိတယ်ပြည်ထနာက rush ဖို့က Champions League ဝင်ဝင်မရတဲ့အတွက်သူ Aston Villa မှာဆက်မနေခြင်းမူ ီလာရဲ့ဘက်ကလည်းသူ့ရဲ့ဒီဗက်လောက်ခလာစာ3သိန်းကျော်ကိုမပေးနိုင်ဘူးတခြားအသင်းနာပိုလီတို့ဘာလို့ကလည်းအတန်တီထွက်ပြီးမဲ့ထိရောက်တဲ့ကံလန်းမှုတွေဆွေးနွေးတာတွေကျွန်တော်ဘာမှရှိမနေဘူးဒါကြောင့်မနော်မာကတ်စထရက်ဖို့အနေနဲ့ကျွန်တော်တို့ကသူ့အနေဘာစီလိုနာကိုလုံးဝပြောင်းချင်တယ်ဘာစီရဲ့ဘက်ကလည်းလူဝီဒီစ်ကိုမာကတ်စထရက်ဖို့ကိုနှစ်ယောက်စလုံးကိုပလန်ထဲမှာရှိထားတာပြဿနာကဘာဖြစ်လဲဆိုတော့လူဝီဒီစ်ကကျတော့လီဗာပူးအသင်းကမရောချင်တာမျိုးတွေနောက်ပြီးလို့ရှိရင်ပြောင်းရွှေ့ကြီးကိုတန်း80လောက်ထိတောင်းနေတာမျိုးတွေကြောင့်ဘာစီရဲ့ဘက်က တိတ်ပြီးတော့မတိကြတော့ဘူးဂျူပန်မူကဆိုတော့အခုလည်း Rashford ပဲလှည့်လာပြီပေါ့နော် Rashford ကတော့တန်း40လောက်နေတဲ့ကျွန်တော်တို့ရနိုင်မယ်ပြည်တနာကတပတ်ကို3သိန်းကျော်ရနေတဲ့လာစာကိစ္စဆိုတော့ဘာစီရဲ့ဘက်ကတောင်မန်ကစားမတော့အနည်းဆုံးတရားတော့အားဖြစ်မဲ့အခြေအနေမျိုးမှာ Marcus Rashford ဒီသူရဲ့ပြစ်မှတ်ဖြစ်နေတယ်အဲကြောင့် Rashford ရဲ့ဘက်ကတော့လုံးဝဘာစီလိုနာကိုသူပြောင်းခြင်းနဲ့မဟုတ်တခြားသင်းဆိုရင်တော့သူတိတ်ပြီးတော့စိတ်မဝင်စားဘူးဆိုတဲ့သဘောပါ တော့ဘာစီလိုနာအနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့တရားဝင်ကမ်းလှမ်းတာတွေကျွန်တော်ဘယ်တော့ရှိလာမလဲစောင့်ကြည့်ရမှာပါ။တန်း40လောက်နဲ့တင်ကျွန်တော်ကမာကတ်စတရက်ချ်ကိုကိုဘာစီလိုနာရဲ့ဘက်ကခေါ်နိုင်မှာပါ။ဆိုတော့နောက်ထပ်အပြောင်းရွှေ့သတင်းတစ်ခုကတော့ကျွန်တော်တို့ဒါ Theo Hernandez နဲ့ပတ်သက်တဲ့သတင်းပေါ့လေ။ AC Milan ရဲ့ဘယ်နောက်ခံကစားမှဖြစ်သူ Theo Hernandez ကတော့ကျွန်တော်လက်ရှိ AC Milan ကနေပြောင်းရမယ့်အခွင့်အရေးရှိနေတယ်။ဒါပေမဲ့လို့သူ့ကိုခေါ်ခြင်းနဲ့အသင်းရဲ့ဘက်ကတော့သူနဲ့ပတ်သက်လို့ရှိရင်တကယ်ဖြစ်တဲ့အပြောင်းရွှေ့ချ်ကိုမပေးကြညာဘူးဖြစ်နေတယ်။ AC Milan ကတော့ကစားမဖြစ်သူနဲ့ပတ်သက်လို့ရှိရင်ပြောင်းရွှေ့ကြည့် Euro 25သန်းလိုချင်တယ်။ဒါပေမဲ့လူတုကိုခေါ်ဖို့စိတ်ဝင်စားနေတဲ့အသင်းတွေကတင်းတင်းဖြစ်တဲ့ Atletico Madrid ကတော့တန်း20ပဲသူတို့ပေးချင်တယ်။တော့ပြီးခဲ့တဲ့နေ့က Sorry Club တွေနဲ့ပေါ့နော်အပြောင်းရွှေ့ဖြစ်မဲ့ချစ်လူနီပါတီကျွန်တော်နှိစက်ခဲ့တာတွေရှိတယ်။ကစားမကိုယ်တိုင်ကပယ်ချခဲ့ပြီးတော့လက်ရှိမှာဘယ်လိုပြောမလို့ဒီတခြားဥရောပကလပ်တွေရဲ့ကံလန့်မှုတွေကျိုးပန်းလာမှုတွေကိုစောင့်နေရတယ်။ တော့အက်တလက်တီကိုရဲ့ဘက်ကအမှန်တကယ်လူချင်းပြီးမဲ့တယ်လို့သူတို့အနေနဲ့တန်း20လောက်ပဲပေးခြင်းနဲ့25တန်းတိမပေးခြင်းမှုဆိုတဲ့အခြေအနေမျိုးဖြစ်နေတဲ့အနေအထားမျိုးမှာလက်ရှိပေါ့နော်အပြောင်းရွှေ့ကတော့လုံးဝဆိုလို့အဆင်မပြေတော့တဲ့ပုံစံမျိုးပါထပ်ပြီးတော့တိုးတက်လာနိုင်စွမ်းနေရှိသေးတယ်လို့ကျွန်တော်တို့ပေါ့နော်သတင်းတချို့ရေးနေပြီးမဲ့လက်ရှိအခြေအနေအရအက်တလက်တီကိုရဲ့ဘက်ကလုံးဝတန်း20ထဲကျော်ပြီးတော့ပေးဖို့မရှိဘူးဆိုတော့အက်တလက်တီကိုမက်ထရစ်နဲ့အစ်မီလန်ရဲ့ဂျာရဲကတီဟိုဟာနက်စ်ကိုခေါ်ယူဖို့ကြိုးပမ်းမှုသည်လုံးဝအပြောင်းရွှေ့က off ဖြစ်သွားပြီလို့လည်းကျွန်တော်သိရတယ် ါကြောင့်ပေါ့နော်ကျွန်တော်ဟာနရက်စ်ကတော့စာချုပ်တန်တန်လေးတစ်နှစ်လောက်ကျန်သေးတာဖြစ်တဲ့အတွက် AC Milan ကိုဆက်နေရမယ့်အခွင့်အရေးမျိုးလေးကျွန်တော်ရှိနေတယ်။တခြားကလပ်သင်းတွေဘက်ကတော့ဟာနရက်စ်ကိုခေါ်ယူဖို့နဲ့ပတ်သက်လို့ကျွန်တော်ဘာမှကြိုးပမ်းနေတာမျိုးတွေတော့မရှိသေးဘူး။သူပိုကောင်းတဲ့အပြောင်းအရွှေ့တွေဖြစ်လာမလား။ပိုကောင်းတဲ့အသင်းတွေသူ့ကိုခေါ်ယူကြိုးပမ်းလာမလား။စောင့်ကြည့်ရမှာပါ။ဒါကတော့ကျွန်တော်ဒီနေ့မနေ့ခင်ရထားတဲ့သတင်းလေးတချို့ပေါ့လေဒီထဲမှာ neuro စိတ်ဝင်စားမှုကောင်းတဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ